ကိုဒီစကားပြောတဲ့အခါစာရေးတဲ့အခါမျိုးမှာလဲကိုတိုင်တောင်တတိမထားမီပဲတုံးနေကြ UF ကိုလေးတွေရှိနေတယ်ဆိုရင်နော်စိတ်ဝင်စားစရာမကောင်းဘူးလားဒီနေ့တော့အဲ့ဒီဆက်သွယ်ပြောဆိုမှုတွေထဲမှာဖွက်ထားတဲ့ UF ကူတီအကြောင်းကိုအတူတူလေ့လာကြည့်ကြရအောင်တခြားဘာမှမမှတ်မိရင်တောင်းတာလေးတော့မှတ်ထားပါစပြီးမှအထီးကပြောချင်တဲ့အကြောင်းကိုပြောတာမျိုးလေးဂျုံဖူးကြမှာပါဟုတ်တယ်မလားအဲဘာလို့များအဲ့ဒီလိုလောက်ကြတာလဲဘာလို့အထီးကအချက်ကိုတန်းပြီးမပြောဘဲရှေ့ကနေစကားခံပြီးပတ်ပြောနေရတာလဲ စဉ်းစားစရာပဲเนาะကဲဒီမှာကြည့်လိုက်ဒီစကားစုတွေကတော်တော်ရင်းနှီးနေမှာပါဒါကိုတီးစေချင်တယ်တို့အရေးကြီးဆုံးကတော့တို့ပေါ့အစားပိုင်းမှာတော့ဒါတွေကအပိုစကားတွေဒါမှမဟုတ်စကားထောက်တွေလို့ချင်းရနိုင်ပေမဲ့အမှန်တော့အဲ့လိုမဟုတ်ပါဘူးဒါတွေကတီးကြတဲ့ရည်ရွယ်ချက်ရှိရှိတုံးတဲ့လျော်ဝဲအချက်ပြမှုတွေပါ ဒီလျောချက်ရဲ့တယ်လွန်စားကိုရှာဖို့အတွက်ပေါ့နော်ကျွန်တော်တို့အခုလက်ရှိခေတ်ကနေခဏလောက်ခွာပြီးတော့ရှေးကျန်းတဆောင်ချစ်တဲ့ဓမ္မတကျန်းတွေကိုအတူတူခရီးထွက်ကြည့်ကြအောင်ပါလို့လဲဆိုတော့အထဲမှာဘာသာဗေဒဆိုင်ရာတယ်လွန်စားတစ်ခု ခွစ်ထားတာရှိနေလို့ပါပဲရောမဩဝါဒစာမှာတမန်တော်ရှင်ပေါလုကဒီလိုရေးထားတာကိုတွေ့ရတယ်ထိုးကြောင့်ညီအစ်ကိုတို့တင်းတို့ကိုခန္ဓာကိုတင်းဆက်ကြလော့ဟုငါဒီတင်းတို့ကို ိုက်တွန်းနှိုးဆော်ပေး၏လို့ပေါ့ဒီညမှာ စတိထားကြည့်ရမှာကငါဒီတင်တို့ကိုတိုက်တွန်းနှိုးဆော်ပေး၏ဆိုရအဖို့စကားစုလေပါအဲ့ဒီတော့မီးစရာရှိလာပြီရှင်ဖိုးလူကဘာလို့တင်တို့ကိုခန္ဓာကိုတင်ဆက်ကြလို့တိုက်ရိုက်အမိတ်မပေးခဲ့တာလေအတိဘယ်ကတော့အတူတူပဲကိုအဲ့ဒီအဖို့စကားလုံးကြီးကတကယ်တော့မှဘာအတိဘယ်ရှိလို့ထည့်ရေးထားရတာလေဟုတ်တယ်မလား ကဲအားလုံးသိချင်နေကြတဲ့အဖြေကိုဖော်ထုတ်ဖို့အချိန်ကြပါပြီဒီလိုစကားပေါ်ထည့်ပြောရပုံစံမှာသူ့ရဲ့တိကျတဲ့နာမည်နဲ့လှုပ်ဆောင်ချက်ရှိပါတယ်သူ့ကို Medicalman လို့ခေါ်ပြီးတောင်းနားလဲသွားတာနဲ့ယာအားလုံးကအော်အဲ့လိုလားဆိုပြီးရှင်းသွားပါလိမ့်မယ် Meta comment ဆိုရပါလဲဆိုတော့စကားပြောနေတဲ့သူကသူပြောနေတဲ့အကြောင်းအရာကိုခဏရက်လိုက်ပြီးသူနောက်ဆက်ပြောမယ့်အရာနဲ့ပတ်သက်ပြီးမှတ်ချက်ပြတာမျိုးကိုပြောတာပါဒါကပဲကျွန်တော်တို့အဆက်မမီခဲ့တဲ့မိခွင်းရဲ့အဖြေပေါ့ ဒါကိုပို့ပြီးမြင်တာအောင်စဉ်းစားကြည့်ရအောင်လေစာဖားထဲမှာအရေးကြီးတာကိုမီးနှမ်းဖတ်တဲ့ highlighter pen တစ်ချောင်းလိုပဲပေါ့ဒါမှမဟုတ်လမ်းပေါ်ကရှင်းရှော့တာ speed pen လိုမျိုးပဲစာဖတ်တဲ့သူကိုဟေ့ခဏလေးနောက်လာမယ့်စကားကအရေးကြီးတယ်နော်လို့အချက်ပြလိုက်သလိုပါပဲဒါဆိုရင် meta comment ဟုတ်မဟုတ်ဘယ်လိုစမ်းသပ်ကြည့်မလဲအရက်လွယ်ပါတယ်စမ်းသပ်ချက်တစ်ခုပဲရှိတယ်၁အဲ့ဒီစကားစုကစကားထွက်လာကိုဖျက်တော့လိုက်သလား၂အဲ့ဒီစကားစုကိုဖဲထုတ်လိုက်ရင်အတိတ်ကအတိတ်ပဲပြောင်းသွားသလားမပြောင်းမှုဆိုရင်နော် မှမှာပဲအဲ့ဒါ meta comment ပဲ meta comment ကဒါပဲလားဆိုတော့မဟုတ်သေးဘူးသူ့ဘာတွေလုံးနိုင်သေးလဲကြည့်ရအောင်တကယ်စိတ်ဝင်စားဖို့ကောင်းတာကဒီကိအရာလေးတစ်ခုတည်းကနေတစ်ခါလီမှာစန့်ကျင်ဘက်ကြိုးတရားမှုတွေတောင်ဖြစ်အောင်လုံးနိုင်တာပဲတကယ်ကိုစကားပြောဆိုမှုရဲ့ဆွတ်ဆောင်မီ knife လို့ပေါ့ဗျာရိုမအဝါရစာကို ပြန်သွားကြည့်ရအောင်ငါသည်တင်တို့ကို တိုက်တွန်းနှိုးဆော်ပေး၏ဆိုတဲ့ meta comment ပါလာတဲ့အခါမှာဒါကအမိတ်ပေးတာထက်ပျော်ပြောင်းတဲ့တိုက်တွန်းမှုဖြစ်သွားတယ် အဲ့ဒါသားမပိုင်ရင်နော်တင်တို့ကိုခန္ဓာကိုတင့်စစ်ကြလော့ဆိုတာတရိပ်အမိန့်ပေးတယ်လို့ဖြစ်ပြီးပို့ပြီးပြင်းထန်သွားနိုင်ပါ रे ဒါမှမဟုတ်ဂလာဒီယာအော်ဘာစာမှာကြတော့အခြေအနေကပြောင်းပြန်ဖြစ်သွားတယ်ငါဆိုဒီကားဆိုရင်မီတာခူမန်ကတတိပေးချက်ကိုပြော့သွားစေတာမဟုတ်ပဲပို့ပြီးတော့ပြင်းထန်သွားစေတယ်အလီနဲ့ဆုံးဖြစ်သွားစေတယ်အဲ့ဒါထားမပါခဲ့ဘူးဆိုရင်ဒါဟာတာမန်တတိပေးချက်တစ်ခုလောက်ပဲဖြစ်နေပါပါအခုဒီစရာကိုကြည့်လိုက်ပါဦး ဒါကတခါတလေမှတွေ့ရတဲ့ဖြစ်စဉ်မဟုတ်ဘူးဆိုတာရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။ဓမ္မသစ်ကျမ်းတစ်လျှောက်လုံးမှာအကျဉာဏ်နဲ့ခြီးပြီးတွေ့နေရတာ။ဆိုလိုချင်တာကဒါဟာကြဲကြဲပြန်းပြန်းအသုံးပြတဲ့အရေးပါတဲ့စကားပြောနည်းစစ်တဲ့တစ်ခုဆိုတာပါပဲ။ meta comment တခုတည်းတောင်ဒီလောက်အစွမ်းထက်နေပြီနော်။ဒါပေမဲ့ share ရ size ဆရာတွေကဒါကို တခြားနည်းစနစ်တွေနဲ့ပေါင်းပြီးပို့ပြီးအစွမ်းထက်အောင်သုံးတဲ့ခါဘယ်လိုဖြစ်မလဲ။ကဲအခုအဲ့ဒီ combo moves တွေကြောင့်စက်တီကြရအောင်။ ထမဆုံးကွန်ဗော်ကတော့ Medical Comment ကို Redundant Vocative နဲ့ပေါင်းသုံးတာပါ Redundant Vocative ဆိုတာကညီကိုတို့တို့တည့်ရဲခေါ်လိုက်တာမျိုးကိုပြောတာဒီလိုခေါ်လိုက်တာကစာကြောင်းထဲမှာ speed bump တခုလိုအရှင်ကိုခဏရက်တန်းစေသည်နားထောင်နေသူကိုဟင်းဘာပြောမှမလို့လဲဆိုပြီးအာယုံဆိုင်လာစေပါတယ်ဥပမာအနေနဲ့ဖိလစ်ပီအဝါရာဆလာတစ်တစ်စနစ်မှာဒီနည်းကိုသုံးထားတာတွေ့နိုင်ပါရဲ့ညီအစ်ကိုတို့ဆိုရဲ့စကားလုံးကိုလေအရေးကြီးတဲ့တည်းမပြောခင်မှာ ဘူဟာချက်ချက်ထည့်သွင်းထားတယ်။ဒါကစာဖတ်သူကိုဘာများစပြုံးမလဲဆိုပြီးစိတ်လှရှားအောင်စိတ်ဝင်စားအောင် တိဆောက်လိုက်တဲ့သဘောပါပဲ။နောက်ကွန်ဘိုတစ်ခုကတော့မရက်ကွန်မက်နဲ့ attention getter ကိုပေါင်းသုံးတာပါ။သူ့နာမည်အတိုင်းပါပဲ။ဒါက hey ဒီမှာနားထောင်လို့អော်ပြောလိုက်တယ်လို့မျိုးပဲ။အကယ်စင်စစ်တို့ကြီးစုလို့တို့လို့စကလုံးတွေကိုသုံးတာပေါ့။လူကာခရစ်ဝင်လေးလေးလဆလဲကိုချိလိုက်ရင်ငါမန်ကန်ဆိုဒီကပရောဖက်မီဒီကဆိုပြီးတွေ့ရမှာပါ။ ီနေရာမှာအမှန်ကန်ဆိုတဲ့စကားလုံးလေးကိုထည့်လိုက်တာနဲ့ဒါဟာထမှန်စကားမဟုတ်တော့ဘူးအထူးလဲထားပြီးနားထောင်ရမယ့်အချင်းတစ်ခုဖြစ်ကြောင်းအချက်ပြလိုက်တာပဲဖြစ်ပါတယ်။မာကုခရစ်ဝင်ကျမ်းမှာတော့တော်တော်လေးကိုထူခြားတဲ့ဥပမာတစ်ခုရှိနေပါတယ်။ဇလံပြောနေရင်အလဲမှာပဲဖတ်ရှုတော်သူဒီနားလဲပါစေဆိုပြီးကွင်းစစ်ကွင်းပိန်နဲ့မှတ်ချက်တစ်ခုဝင်လာတယ်။ဒီနေရာမှာစာရေးသူကဇလံကိုဖောက်ထွက်ပြီးစာဖတ်နေတဲ့ကျွန်တော်တို့လိုလူတွေကိုတက်ရိုက်စကားလာပြောလိုက်တာပဲ။ တော်တော်မိုက်တဲ့ meta comment 3ပုံ3နီးတခုလို့ဆိုရမှာပါ။ကဲဒီလိုဆိုရင် meta content အကြောင်းကိုကြိုတော်လေးသဘောပေါက်လို့ပြီနော်။ဆိုတော့ဒီအချက်ဒီအားလုံးကိုသိပြီးတဲ့နောက်မှာဒါကဘာကြောင့်အရေးကြီးတာလဲ။ဒါကလေဘာသာစကားရဲ့မျက်နှာပြင်အောင်မှာဝတ်ထားတဲ့အသေးပေတွေကိုဘယ်လိုဖတ်ရမလဲဆိုတာသိပြီးလိုက်တာနဲ့အတူတူပါပဲ။ ဒါဆိုရင်ဒီနေ့ရှင်းလင်းတင်ပြချက်ကနေအထူးမတားသွားရမှာတွေကတော့မတောက်ကွန်မန့်ဒီဟာတမင်သက်သက်တွန်တဲ့ view ဟာမြောက်နီလန်နီထစ်တယ်။သူတို့ကကျွန်တော်တို့ရဲ့အာယုံဆိုင်မှုကိုလမ်းညွှန်ပေးတယ်။စာရေးသူရဲ့ရည်ရွယ်ချက်နဲ့ခန်းစားချက်ကိုဖော်ပြတယ်။ပြီးတော့အရေးကြီးဆုံးကဘာလဲဆိုတော့ကိုမိမောင်းထုတ်ပြတဲ့လမ်းညွှန်ဆိုင်မှုတွေလိုပါပဲ။အခုဒီအကြောင်းတွေအားလုံးတည်တော်ပြီဆိုတော့လေနောက်တစ်ခါမင်ခိုးနဲ့နားထောင်တဲ့အခါစောင်းမတွေဖက်တဲ့အခါနောက်ဆုံးကိုယ်တိုင်စကားပြောဆိုမှုတွေထဲမှာတော့ဘယ်လိုမက်တာကွန်မန့်စီကိုတည်ထားမိလာမလဲဆိုတာကတော့စဉ်းစားချက်ထူပါပဲ။